ုမ္ပဏီပန်ရှင်တည်ထေးဘဝကနေလမ်းပေးဈေးတယ်ဘဝရောက်သွားတဲ့ဥက္ကပါကြောင့် MCN ပြိသက်များအလုံးပဲမင်္ဂလာပါရှင်ပြိသက်များရှင်ဥက္ကပါကြောင့်ကတခင့်တခါကမြမဗီဒီယိုလောကမှာဆိုရင်ရှမ်းရှမ်းတောက်အောင်မြင်ခဲ့တဲ့ဒရိုက်တာတဦးပဲဖြစ်ပါတယ်ဗီဒီယိုခစ်တွေအောင်မြင်ကစားတော့ကဆိုရင်ဥက္ကပါကြောင့်ကကပါကြောင့်ရုပ်ရှင်ထုတ်လုပ်ရေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီးကုမ္ပဏီတည်ထောင်နိုင်တဲ့အထည်ကြီးကြီးတဲ့ချမ်းသာခဲ့တာဖြစ်ပါတယ်ဗီဒီယိုစကားခစ်တွေကောင်းခဲ့တဲ့အချိန်တုန်းကတော့ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးသူတွေကတကယ့်ကိုတည်ထေးဖြစ်လာခဲ့တာပါ ါမင်းသားမင်းသမီးတွေနဲ့လည်းပရိသတ်တွေဟာအတောင်ရှောင်ဆုတလို့ထီတွေးခွင့်ရရှိတာဖြစ်ပါတယ်။ရုပ်ရှင်တကားကိုနှစ်လလောက်ရိုက်ရပြီးမြဲဗီဒီယိုတကားကိုသုံးရက်လောက်နဲ့ရိုက်ခဲ့တဲ့ခစ်တွေမို့လို့ နှုတ်ပညာရှင်တွေအတွက်လည်းအရေးအတွက်များများလှုပ်ခွင့်ရသလိုထုတ်လုပ်သူတွေအတွက်လည်းတနည်းရွှေတနည်းငွေချမ်းသာလာခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကံတရားအပြောင်းလဲတွေကမမြင်နိုင်တာမို့ဥက္ကဘာကျော်တယောက်ဟာကုမ္ပဏီပိုင်ရှင်တတိဘဝကနေလက်ရှိအချိန်မှဆိုရင်တော့ဘတ်စကားပေါ်မှာစာအုပ်ရောင်းနေရတဲ့သူဘဝကိုရောက်ရှိသွားခဲ့တာပဲဖြစ်ပါတယ်။ဥက္ကဘာကျော်ကသူ့ရဲ့ခန်းစားချက်တွေကိုလည်းပြောပြလာခဲ့ပါတယ်။သူအနေနဲ့ဗီဒီယိုခေတုံးကခေကောင်းခဲ့တော့ဇက်ကားတွေတောက်လျှောက်ဆိုသလိုရိုင်းကူးခဲ့ရတဲ့ဗတ်ဆန်တွေကလည်းတောက်တောက်လဲရခဲ့တာပေါ့။ဒါပေမဲ့ ီယိုခစ်ဒီမှာခိုးကူးခွေတွေထွက်လာတဲ့ဗီဒီယိုရိုက်တဲ့သူတွေကနဲလာတဲ့ရုပ်ရှင်စကားကြီးတွေကိုအဓိကထားပြီးရိုက်လာတယ်။ဇလန်တွဲတွေကိုရိုက်လာတဲ့ဒီလိုမျိုးဗီဒီယိုခစ်ပြတ်သွားတဲ့အချိန်မှာတော့ဗီဒီယိုခစ်မှာအောင်မြင်ခဲ့နေဆိုတဲ့အမှုပညာရှင်တော်တော်များများနဲ့ထုတ်လုပ်သူတွေဒါရိုက်တာတွေကပါဘဝပြတ်ခင်ရတယ်လို့ဆိုပါတယ်လက်ရှိအချိန်မှာဆိုရင်လေဥက္ကဘာကျော်လို့ကုမ္ပဏီပိုင်ဆိုင်ခဲ့တဲ့သူတွေတင်တာမကောင် ဇက်ဖို့ဇက်ရန်တယုံဆောင်တွေမီးထိုးမှန်ထိုးသမားတွေလူချမ်းတယုံဆောင်တွေအားစာရရအလုပ်ကိုစူးစားပြီးလုပ်နေရတဲ့ဘဝကိုရောက်ကုန်ကြတာဖြစ်ပါတယ်။အဓိကကတော့မြမရုပ်ရှင်လောကမှာစီးကန်းနေမရှိလို့ဗီဒီယိုတွေခိုးကူးခဲ့လို့ခိုးကူးခွေတွေကရောင်းကောင်းခဲ့ပြီးတကယ်တကယ်ထုတ်လုပ်သူတွေနဲ့အမှုပညာရှင်တွေကတန်ရာတန်ကြီးတွေနေခဲ့ကြတာကြောင့်ဘဝပြက်ခင်ရတာပါ။ဥက္ကဘာကျော်နီနဲ့သူ့အနေနဲ့ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးတဲ့နေရာမှာစကားတွေအများကြီးကိုလည်းသူ့အနေနဲ့ကိုယ်တိုင်ငွေထုတ်ပြီးတော့ရှိုင်းနိုင်တဲ့တိုက်တီတာတွေလည်းပိုင်ဆိုင်ပါတယ်။ဒါပေမဲ့ဗီဒီယို ုခစ်ပြတ်သွားတဲ့အချိန်မှာတော့ရှိတဲ့တိုက်ကလေးကိုပေါင်းနေပေါင်ရကနေတစ်ဆင့်မနိုင်တော့လို့ရောင်းနေအခုချိန်မှာတော့တင်းတင်းနဲ့အိမ်လေးတစ်လုံးနဲ့နီးနေကြရတာဖြစ်ပြီးဘတ်စကားပေါ်မှာ၂00နဲ့စာအုပ်ကလေးတွေရောင်းနေရတယ်စာအုပ်လုပ်ကို၂00နဲ့ရောင်းနေရလို့သူ့အနေနဲ့တော့မရှက်ပါဘူးအလူခန္ဓာမျိုးလည်းမဟုတ်ပါဘူးဘတ်စကားပေါ်မှာသူကသူဟာတခင့်တခါကရုပ်ရှင်အမှုပညာရှင်တအုပ်ဖြစ်တဲ့ဥက္ကပါကျော်ဖြစ်ကြောင်းလက်ရှိချိန်မှာတော့စာအုပ်ကလေးတွေရောင်းနေလို့အားပေးစီလို့ကြောင်းအလူခန္ဓာမျိုးမဟုတ်ပဲစာအုပ်တအုပ်ကို၂00ပဲတန်တာဖြစ်တဲ့အတွက်စာအုပ်တအုပ်ကိုဝယ်ခြင်းအ အဖြစ်သူ့ကိုကုညီရယောက်ျောင်းပြောပြီးမရှက်မကြောက်ရောင်းနေကြရတာပါဆဆချင်းရောင်းနှုန်းကတော့တော်တော်လေးကိုရှက်ခင်ရပါတယ်ဒါပေမဲ့အခုချိန်မှာတော့မရှက်နိုင်တော့ပါဘူးဝန်းကြီးကအရေးကြီးနေတာပေါ့သူအနေနဲ့ကုသိုလ်လေးရဝန်းလဲဝဆိုသလိုဘတ်စကားစင်းရဲ့သူတွေဘတ်စကားစင်းရဲ့စာအုပ်ဖတ်ရင်းနဲ့အသိပညာဗဟုသုတကိုရစေသလိုသူအနေနဲ့လည်းဝင်းငွေတစ်ခုရကြလို့ဘတ်စကားပေါ်မှာစာအုပ်ရောင်းနေကြရတာဖြစ်တယ်လို့ဆိုပါတယ်သူအနေနဲ့စာအုပ်တအုပ်ကို200ကျပ်နဲ့ရောင်းတာမို့သူ့ကိုဘတ်စကားပေါ်မှာတွင်ရင်လဲစာအုပ်ကလေးတွေအားပေးကြဖို့လည်းမြစ်တာရက်ခံထားတာပဲဖြစ်ပါတယ် ်ပရိသတ်ကြီးအနေနဲ့ရောတခေတခါကကုမ္ပဏီပိုင်ဆိုင်နိုင်ခဲ့တဲ့ဒီအောင်မြင်ခဲ့တဲ့ဥက္ကဘာကြော်တယောက်လက်ရှိအချိန်မှာဘတ်စကားပေါ်မှာစာအုပ်ရောင်းနေရတဲ့အပေါ်အမြင်လေးကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများတင်ပါတယ်ရှင်